မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Life and Talk Channel မှာကြိုဆိုပါတယ်ဒီနေ့မိတ်ဆွေတို့ကိုပွားနဲ့အတွေးခေါ်များနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖွယ် topic တစ်ခုကိုကျွန်တော်တို့ဆက်လက်ပြီးတင်ဆက်မျှဝေပေးခြင်းပါတယ်အဲ့ဒီ topic ကတော့ comfort zone ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အဲ့တော့ comfort zone ဆိုတာဘာလဲမြန်မာလူတိုက်ပြောမယ်ဆိုရင်တော့ဒါတက်တောင်းတက်တာအနေထား ရောက်ဝန်းတစ်ခုကိုကျွန်တော်တို့ comfort zone လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ရဲ့ဖြတ်တန်းနေရဲ့ဒီဘဝဖြတ်တန်းနေတဲ့လုပ်ငန်းလေပတ်မှုရည်တည်ရှင်တန်းနေရတဲ့ပတ်ဝန်းကျင်အားလုံးကိုကြည့်လိုက်ရင်နေရာတိုင်းမှာ comfort zone ဆိုတာကျွန်တော်တို့ရှိပါတယ်ဒီတော့ပတ်တောင်တတနေရတဲ့ရောက်ဝန်း comfort zone ဆိုတာဟာဒုတိယခါလုပ်နေကြအရာတွေရင်းနေပြီးသားအခြေအနေတွေနဲ့စိတ်ပိုင်းဆိုင်ရာအရာလုံခြုံမှုရှိတယ်လို့ခံစားရတဲ့နေရာကိုပုံဖော်ပြတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်ဒါဟာအင်မတန်ရိုးရှင်းတဲ့ပုံတရားဖြစ်ပါတယ်ဒီတော့ ောင့်ဒီ comfort zone ဆိုတဲ့ရပ်ဝန်းကိုကျွန်တော်တို့လေ့လာကြည့်လိုက်ရင်အထူးအားဖြင့်ပိုင်း၃ပိုင်းမိတ်ဆွေတို့တွေ့ရှိရမှာဖြစ်ပါတယ်ပထမတစ်ပိုင်းကတော့အခုကျွန်တော်တို့အထူးပြောနေတဲ့ comfort zone ဆိုတဲ့တိုက်ရိုက်စကလုံးကိုတုံထားတဲ့အပိုင်းဖြစ်ပါတယ်တတ်တော့တတ်တာနေရတဲ့ရပ်ဝန်းအနေအထားတစ်ခုဖြစ်ပါတယ်ဒီနေရာမှာတော့မိတ်ဆွေကစိုးရင်ပူပန်စရာတွေမရှိဘူး comfort zone ထဲမှာနေမယ်ဆိုရင် PR တွေမခံစားရဘူးအရာရာကကိုယ်စိတ်တိုင်းချထိ ंछ ုံနိုင်တယ်လို့ခံစားရတဲ့အနေအထားမှာရှိရယ်လုပ်နေကြအလုပ်တွေ ွားနေကြနေရတွေပြီးကျွမ်းဖူးတဲ့လူတွေနဲ့ပဲပေါင်းသင်းဆက်ဆံကြတွေဟာ comfort zone ထဲမှာရှိနေတတ်တဲ့အရာတွေဖြစ်ပါတယ်ဒီတော့ comfort zone ထဲမှာရှိနေခြင်းအပြင်မိษွေတို့ဘာတွေရရှိနိုင်မလဲအကျိုးကျေးဇူးနဲ့ရရှိပါတယ်တရက်ကတော့မိษွေတို့ကစိတ်ချမ်းသာမယ်နောက်တရက်ကတော့စိတ်တည်ငြိမ်မှုကိုမိษွေတို့ခံစားရမှာဖြစ်ပါတယ်ဒီတော့ comfort zone ကအကောင်းလားလို့ ကျွန်တော်တို့ဆွေးနွေးစီဟာရှိပါတယ်မကောင်းလို့ကျွန်တော်တို့ပြက်ပြက်သားသားပြောလို့မရပါဘူး comfort zone မှာလည်းလူတွေအတွက်ကောင်းတဲ့အရာတွေကျွန်တော်တို့ရှိပါတယ်ဒါပေမဲ့ comfort zone ထဲမှာရေရှည်ကြာမြင့်သွားရင်တော့မကောင်းတဲ့အပိုင်းတွေကျွန်တော်တို့ရဲ့ ဘဝမှာကျွန်တော်တို့ရဲ့ life မှာရှိလာနိုင်ပါတယ်ဒီတော့ comfort zone နဲ့ဆက်ဆက်ပြီးတော့နောက်ထပ်ရပုံအပိုင်းတစ်ခု zone တစ်ခုကိုကျွန်တော်တို့ထပ်ပြောခြင်းပါတယ်အဲ့ဒါကတော့ fear zone ဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့က comfort zone ထဲမှာတည်ငြိမ် agent ဆိုတာနေရတဲ့အနေအထားတွေပြီးတော့အပြင်ကိုခြေချလန်းထွက်တော့မယ်ပတ်တောင်တတနေရတဲ့ရပုံတွေရတွေပြီးတော့အပြင်ဘက်ကိုခြေချဖို့မိတ်ဆွေတို့စဉ်းစားလိုက်တာနဲ့တကယ်ရင်ကျမိတ်ဆွေတို့ ဘာတွေဖြစ်လာမလဲဒီကြတာကစိုးရိမ်မှုတွေကြောက်ရွံ့မှုတွေစတင်ခံစားရတဲ့အနေအထားဖြစ်လာပါလိမ့်မယ်ဒါကိုကျွန်တော်တို့ fear ဆိုကြောက်ရွံ့မှုကြောက်ဝန်းလို့ကျွန်တော်ပြောပါတယ်အဲ့တော့ဒီနေရာမှာကိုယ့်ကိုယ်တန်ခရဝင်တာတွေစင်ကြေးပေးတာတွေမယုံကြည်တာတွေရှုံးနေမှာကိုကြောက်တာတွေစတဲ့အထွေးပေါင်းဆိုမိတ်ဆွေတို့မှာ ဝင်လာနိုင်တဲ့အနေအထားရှိပါတယ်။ဥပမာအားဖြင့်လူစိမ်းသူစိမ်းတယောက်နဲ့စကားပြောဖို့မိတ်ဆွေတို့ဝင်လေရာမျိုးလေးစိတ်ဖိစီးရာမျိုးလေးအလုပ်တစ်ခုစရှောက်ဖို့ကိုယ်နဲ့မရင်ပါတဲ့လုပ်ငန်းတစ်ခုကိုစတိုးဖို့အတွက်မိတ်ဆွေတို့ဝင်လေရာမျိုးလေးမြင်းကြီးတဲ့နေရာတစ်ခုကိုသွားတဲ့အခါမှာစိတ်ပင်ပန်းတာစိုးရိမ်တာမျိုးလေးဖြစ်နိုင်ပါတယ်။ဒါကိုကျွန်တော်တို့က fear zone လို့ပြောပါတယ်။ ဒီတော့ပြောချင်တာက comfort zone နေရာကြီးကျွန်တော်တို့ခြေတန်းထွက်လိုက်တာနဲ့တိုင်တဲ့မိတ်ဆွေတို့ဒီ fear zone လေးကိုရောက်ရှိသွားပြီးဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ကြောက်ရွံ့မှုဇဝုံးလို့တစ်ခါတည်းမှာပြောလို့ပြောတာရှိပါတယ်။နောက် zone တစ်ခုကတော့ growth zone ဖြစ်ပါတယ်။တိုးတက်မှုဇဝုံးဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့စိုးရင်မှုခံစားရတဲ့ fear zone လေးကိုရောက်သွားပြီးဒီ fear zone ကိုကျော်လွှားနိုင်ပြီဆိုရင်တော့မိတ်ဆွေတို့ဒီ growth zone လို့ခေါ်တဲ့တိုးတက်မှုဇဝုံးတဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဒီနေရာမှာတော့စိန်ခေါ်မှုအသစ်သစ်တွေ ရှင်းဆိုင်ရမယ်အတွေ့အကြုံအစ်တစ်တွေအများကြီးမိတ်ဆွေတို့ရနိုင်တယ်ဖီယာဆောင်ကတဆင့်အမားတွေကတဆင့်သင်ယူပြီးတော့ကိုယ့်ရဲ့အရေးချင်းတွေတိုးတက်လာတာမျိုးကိုမိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ဒီရဝန်းတွေကိုမိတ်ဆွေတို့ရောက်ရှိလာပြီးဆိုရင်တော့ကိုယ့်ကိုယ်ပို့ပြီးတော့ယုံကြည်မှုရှိလာမယ် confidence ရှိလာမယ်ပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာပြည့်စုံတဲ့ အားကောင်းတဲ့ motivation ဖြစ်တဲ့ daily life တကူကိုမိတ်ဆွေတို့ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဒါကတော့ comfort zone ကိုချဉ်းကပ်လေ့လာတဲ့အခါမှာတွေ့ရတဲ့ရပ်ဝန်းသုံးခုဖြစ်ပါတယ်။ဒီတော့ comfort zone ရဲ့ fear zone ရဲ့ growth zone ရဲ့မိတ်ဆွေတို့ဒါ၃ဘိုင်းတွေ့နိုင်မှာဖြစ်ပါတယ်။ဒီတော့မိတ်ဆွေတို့က comfort zone ထဲမှာအချွတ်ချင်ဘူး။ comfort zone ထဲမှာပဲအမြဲနေခြင်းလေဆိုရင်ဘာတွေဖြစ်လာနိုင်ကြလဲ။ comfort zone ကလူတွေပေါ်မှာဘယ်လိုလွှမ်းမိုးနေသလဲ။ဒီကြတော့တတ်တောင့်တတနေရတဲ့အနေအထားကိုလူတိုင်းကြိုင်နေတတ်ကြပါတယ်။ comfort zone ကလူတွေရဲ့ လှုပ်ဆောင်မှုပုံစံနဲ့ဆုံးဖြတ်ချက်တွေကိုညီလန်းအမျိုးမျိုးနဲ့လွှမ်းမိုးထားလိကျွန်တော်တို့ရှိပါတယ်။ဒီနေ့အဖြစ် comfort zone ထဲမှာငြိမ်ချရတဲ့လူတွေဟာအပြောင်းလဲနောက်ကိုမလိုက်ပါတော့ဘူး။အပြောင်းလဲကို resist လုပ်ချင်တယ်၊ခုခံချင်တယ်။ဘာကြောင့်လဲဆိုတော့လူအများစုကတတောင့်တတာနေရတဲ့အနေအထားကိုပဲပို့ပြီးတော့ပါရလာတဲ့အတွက်ဖြစ်ပါတယ်။အပြောင်းလဲလုပ်လိုက်ရင်မသေးချမရမှုတွေ၊စိန်ခေါ်မှုတွေပါလာတတ်တဲ့အတွက်လူများတွေစိုးရင်စရာဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မလို့အပြောင်းလဲတွေကိုတိုင်းတည်း၍ရှောင်ရှားဖို့ကြိုးစားလာတတ်ကြတယ်။ဥပမာအဖြစ်ဤပညာအသစ်တွေကိုလေ့လာ ဖို့ဝင်လေးရာမျိုးလုပ်ငန်းထဲမှာပုံစံအစ်စ်ပြောင်းဖို့အတွက်ဝင်လေးရာမျိုးတွေဟာကြောင်းလေးကိုခုခံတဲ့အပြုမှုတွေသဘောတဘာဝတွေဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဆုံးရှုံးခြင်းကိုကြောက်ရွံ့လာခြင်းဖြစ်ပါတယ် တော့ comfort zone ထဲမှာအနေချလာပြီးဆိုရင်တော့ခွင့်ရေးတွေဆုံးရှုံးခြင်းကိုမိတ်ဆွေတို့ကြောက်ရွံ့တတ်လာတယ်။တနည်းအားဖြင့်ကိုကတက်တောင်တသရှိတဲ့ရောင်းဝန်းတစ်ခုနဲ့လုပ်ငန်းဝင်ဝင်ချင်းတစ်ခုထဲမှာအမြဲတမ်းနေနေမယ်ဆိုရင်ကိုယ့်ရဲ့ဘဝမှာရောက်လာနိုင်တဲ့အခွင့်အရေးကောင်းတွေကိုလက်လှမ်းဖို့တွန်းဆုတ်တတ်ကြတယ်။လက်လှမ်းဖို့တုံ့နေကြကြတယ်။အောင်မြင်မှုအများစုဟာမိတ်ဆွေတို့သိထားမယ်ချက်ကမိတ်ဆွေတို့တက်တောင်တသနေရတဲ့ comfort zone ရဲ့အပြင်ဘက်မှာ ရှိနေတတ်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ comfort zone ရဲ့အပြင်ကိုခြေတလန်းထွက်ရဲမှစိန်ခေါ်မှုတွေကိုရင်ဆိုင်ရဲမှဒါမိတ်ဆွေတို့ရဲ့စွန့်ရည်ဟာပိုပြီးတော့မြင်မာလာမှာဖြစ်ပါတယ်။ပိုပြီးတော့ကြီးမားတဲ့ခြေလန်းတွေကိုမိတ်ဆွေတို့လှမ်းနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကိုယ့်ရဲ့စွန့်ရည်ကိုကိုယ့်ကိုပြန်ပြီးတော့ကန့်သတ်မိတတ်ခြင်းဖြစ်ပါတယ်။အဲတော့ comfort zone ထဲမှာအချာကြီးနေလာမယ်ဆိုရင်ကိုယ့်ရဲ့ပင်ကိုစွန့်ရည်တွေကထူးတက်ဖို့အခွင့်အရေးနေသွားတယ်။စိန်ခေါ်မှုအသစ်တွေကိုမရင်ဆိုင်ရတဲ့အတွက်ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကို သိချမသိဘူး။ကိုယ့်ကိုယုံကြည်မှုနေလာတယ်။ကြံစည်ကို ဖြည့်ရှင်းနိုင်တဲ့စွမ်းရည်တွေကလည်းကြာဆန်းလာတယ်ဆိုတာမိတ်ဆွေတို့တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့သူနဲ့တွေ့ရပါပဲကြောက်ရွံ့မှုတိုးပွားလာတဲ့အနေအထားဖြစ်ပါတယ်ပြီးတော့ comfort zone ထဲရမထွက်ချင်ဘူး fear zone ထဲကိုမဝင်ချင်ဘူး fear zone ကိုကျော်တော့မှချောက်တဲ့အတွက်အဲ့ဒီကြောက်ရွံ့မှုကတဖြည်းဖြည်းမိတ်ဆွေတို့ကိုအမြင့်တွဲလာစေပါတယ်ရှောင်ရှားနေလေလေအဲ့ဒီအရာတွေကပိုပြီးတော့စိတ်ပင်ပန်းစရာကောင်းတယ်လို့ထင်လာတတ်လေလေဖြစ်ပါတယ်ကြောက်စရာကောင်းတယ်လို့ထင်လာတတ်လေလေဖြစ်တယ်နောက်ဆုံးမှာတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုယ့်ရဲ့လှုပ်ရှားနိုင်စွမ်းကိုယ့်ရဲ့ capacity ကအများကြီးအကန့်အသတ်ဖြစ်သွားပြီးတော့စိတ်ပိုင်းဆိုင်ရာမှာပါကြန့်ခိုင်မှုအားနည်းလာတာမျိုးမိတ်ဆွေတို့ကြုံနိုင်တဲ့အနေအထားရှိလာနိုင်ပါတယ်။နောက်တစ်ချက်ကတော့လူမျိုးမျိုးဆက်နဲ့ချီပြီးတော့ပြောမယ်ဆိုရင်လည်းဒီ comfort zone ဟာတည်တာတဲ့ပျက်ရောက်မှုဖြစ်နိုင်တဲ့အနေအထားရှိပါတယ်။ comfort zone ရဲ့သဘောတရားကလူမျိုးတစ်မျိုးဒါမှမဟုတ်မျိုးဆက်တစ်ဆက်ကတူတက်မှုဝဖြူတူတက်မှုပေါ်မှာလည်းတည်တည်တာတာလွမ်းမှုတက်ရောက်မှုဖြစ်နိုင်တယ်။ဥပမာအဖြစ်ရိုးရာဓလိထုံးစံတွေကိုဇွဲကင်ထားခြင်းဆိုတဲ့အချက်ဖြစ်ပါတယ်။မျိုးဆက်တစ်ခုကသူ့ရဲ့အတိတ်ကဓလိထုံးစံတွေယုံကြည် ူတွေကိုပဲအမှန်လို့ဆွဲခိုင်ပြီးပြောင်းလဲကိုလက်မခံဘူးတိုးတက်မှုစီကိုခြေလမ်းပလန်းချမှုဆိုရင်တော့အဲ့ဒီလူမျိုးရဲ့တိုးတက်မှုဟာနှိပ်ွေးသွားနိုင်ပါတယ်ကဘာကြီးဟာအများအားပြောင်းလဲနေတဲ့အတွက်ခင်းနဲ့အညီပြောင်းလဲနိုင်တဲ့နောက်ကိုမလိုက်နိုင်တဲ့အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်နောက်တစ်ချက်ကတော့တီထွင်ကြံစားမှုအားလည်းကျဆင်းလျော်နေလာတဲ့အနေအထားကြုံနိုင်ပါတယ်အသေးစားတွေကိုစမ်းသပ်ဖို့စိန်ခေါ်ဖို့အတွက်မိတ်ဆွေတို့ကဝင်လေးလာတဲ့အခါမှာမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ဟာတီထွင်ကြံစားနိုင်စွာအားနေသွားတယ်ဤလန်အသစ်တွေကိုမရှာဖွေနိုင်တော့ဘူးဤလန်အဟောင်းတွေကိုပဲအ ားကိုနေတတ်ကြတာဖြစ်တဲ့အတွက်တိုးတက်မှုဆိုတာလည်းအဲ့ဒီလူမျိုးအဲ့ဒီလူအတိုင်းဝိုင်းမှာဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ဒါဟာ comfort zone ရဲ့တိသာချင်ရှားတဲ့အကျိုးသက်ရောက်မှုဖြစ်ပါလေ။နောက်တစ်ချက်ကတော့ပြိုင်ဆိုင်နိုင်စွမ်းကျဆင်းလာတယ်။ကဘာပေါ်မှာတရှိဖြစ်ပြိုင်နေချောက်ကြီးလာရင်လူမျိုးတစ်မျိုးနဲ့တစ်မျိုးမျိုးဆက်တစ်ဆက်နဲ့တစ်ဆက်ဟာအပြင်းထန်ပြိုင်ဆိုင်ကျိုးစားနေကြတဲ့နေသားဖြစ်ပါလေ။အဲ့ဒီနေသားမှာကိုယ့်ရဲ့မျိုးဆက်က comfort zone ထဲမှာပဲခြေနက်ပြီးတော့တိုးတက်ဖို့မကြိုးစားဘူးဆိုရင်မိတ်ဆွေတို့ဟာလူမျိုးနဲ့ချီပြီးတော့အများရဲ့နောက်မှာခြံခဲ့မှာတေးချ ာပဲဖြစ်ပါတယ်။စီးပွားရေးဉာဏ်ပညာပညာရေးအစရှိတဲ့နေပယ်တိုင်းမှာဖွံ့ဖြိုးမှုနှိမ့်ချသွားနိုင်ပါတယ်။နောက်အချက်တစ်ချက်ကတော့ အမြင်ကျင်းမြောင်းလာခြင်းဖြစ်ပါတယ်။ကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ့်ရဲ့အယူဆကိုပဲမှန်တယ်လို့ဆွဲခိုင်းထားတာဖြစ်တဲ့အတွက်တခြားယဉ်ကျေးမှုတခြားယူဆတွေကိုလေ့လာဖို့စိတ်ဝင်စားတော့အမြင်က very close ဖြစ်လာတယ်။အမြင်နဲ့ကျင်းမြောင်းလာတယ်။ကဘာကြီးကိုပို့ပြီးတော့ချိတ်ဆက်လာဖို့အတွက်တခြားလူတွေကိုနားလဲဖို့တခြားလူရဲ့အမြင်ကိုလေးစားဖို့ဆိုတဲ့ရှုထောင့်တွေကိုမိတ်ဆွေတို့မစင်စားတတ်တော့ဘူး။အများနဲ့ပူပေါင်းဆောင်နိုင်စွာညဲပါလာပြီးတော့ကဘာလုံးဆိုင်ရာလမ်းကြောင်းမှာတောက်ကြံနဲ့ကဲနိုင်တဲ့အနေအထားမျိုးတွေကိုမိတ်ဆွေတို့ကြုံရမှာဖြစ်ပါတယ်။ဒီတော့ဒီနေ့ကျွန်တော်တို့ပြောခဲ့တဲ့ comfort zone ဆိုတဲ့အပိုင်းမှာအားသာချက်တွေလည်းရှိပါတယ် comfort zone ကဒုရရဲ့စိတ်ချမ်းသာရေးကိုထိုက်သင့်တဲ့အတိုင်းဒါဆိုရင်ထောက်ကန်ပံ့ပိုးပေးနိုင်တဲ့အနေအထားရှိပါတယ်ဒါပေမဲ့ comfort zone သိအားကြီးလာပြီဆိုရင်တော့ကျွန်တော်တို့မကောင်းတဲ့လမ်းကြောင်းဘက်ကိုရောက်သွားနိုင်ပါတယ် ော်ဒါကြောင့်မလို့ comfort zone ဆိုတာကလူတူးချင်းစီအတွက်ကလူမျိုးတစ်မျိုးမျိုးဆက်တစ်ဆက်ချင်းစီအတွက်ပါအရေးပါတဲ့အခန်းကဏ္ဍတွေပါဝင်နေတယ်ဆိုတော့ကျွန်တော်တို့လက်ခံမှာဖြစ်ပါတယ်ဒါပေမဲ့ comfort zone ထဲမှာအမြဲနေမယ်ဆိုရင်တော့အာသာချက်တချို့ရှိပေမဲ့လည်းအဲ့ဒီအပြင်ကိုမထွက်နိုင်ဘူးဆိုရင်တော့မိဆွေတို့ဟာမျိုးဆက်နဲ့ချီပြီးတော့အများရဲ့နောက်မှာကျန်ရခဲ့နိုင်တဲ့အနေအထားတွေ့နိုင်ပါတယ်ဒါကြောင့်မလို့လူချင်းရဲ့ပုံကိကပေါ်လာမှာရောမျိုးဆက်နဲ့လူပိုင်းဝိုင်းနဲ့ချီပြီးစဉ်းစားရမယ့်ကိစ္စတွေမှာရောပါ fear zone ကိုရရဲ့ပုံပေါ့ ထွက်ဖို့လိုတယ်။ VR ဇုံကိုကျော်သွားပြီးတော့ group ဇုံထိမိတ်ဆွေတို့ရေရုံချင်းသက်ပြီးတွားနိုင်ဖို့လိုတယ်။ဒါမှသာဒီစိန်ခေါ်မှုတွေကိုကျင်းဆိုင်ကျော်လာနိုင်မှသာပုံမတို့တဲ့ပေါ်ပါပုံမတို့တဲ့အနာကပုံမတို့တဲ့လူတိုင်းဝိုင်းပုံမတို့တဲ့လူပွဲစီပုံမတို့တဲ့လုပ်ငန်းခွင်အနေထားဒါတွေကိုမိတ်ဆွေတို့ဖန်နေနိုင်မှာဖြစ်ပါတယ်။